မင်္ဂလာပါရှင့်ဒီနေ့တော့ဗနက်စာအဖြစ်စားလို့အရင်ကောင်းတဲ့ဖဲဥဘူတင်းအန်ရယ်လုံးနီးလေးပြန်လည်ညွှန်ဝေပြီးသွားမှာဖြစ်ပါရှင်ဖဲဥဘူတင်းလောက်စားဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့ဖဲဥတကြားဝါနုနဲ့ဘူတင်းလောက်ဖို့ခွက်လေးတွေပဲလိုအပ်ပါရဲ့နော် ပူတင်လုပ်ဖို့အတွက်အသေးဥတုံလုံးကိုဖောက်ထည့်လိုက်ပါရှင်။ချိုရတာအတွက်တကြားသုံးဆုံးကိုထည့်ပေးထားတာဖြစ်ပါရဲ့နော်။ ပြီးရင်နွားနို့ဒပလင်းစာစံချိန်ခွဲနှစ်ခွက်စာကိုထည့်ပေးထားပါရှင်။ထားခဲ့တော့ပူတင်လို့ဖို့အတွက်ဘုဖုတ်ခွက်လေးတွေဝယ်လာတာဖြစ်ပါရဲ့နော်။ဂျပန်မှာနေတဲ့သူတွေယူဆိုရင်တော့ရန်တရာဆိုင်မှာအလွယ်ဝယ်လို့ရပါရဲ့ရှင်။ပူတင်လုပ်ဖို့အတွက်မုန်းလေအရေကိုစကားစစ်ခံပြီးပုံစံခွက်သေးကိုခြေပါရဲ့နော်။ ဒါကတော့ပူတင်အပေါ်ကြောကိုအယောင်လှပြီးတော့ချိုးချိုးလေးဖြစ်စေဖို့အတွက်တကြားချိုးပေးနေတာဖြစ်ပါအရှင်။တကြားသုံးဆုံးစာကိုပြစ်နေအောင်ချိုးပြလိုက်ပါရဲ့နော်။ပစာရည်ပြစ်လိုက်ရင်တော့မိဖို့ပေါ်ကချပြီးပူတင်းလုံးမဲ့ခွက်သေးကိုအပေါ်ကနေထည့်ပေးလိုက်ပါရှင်။ ဒါကြ ాయి ထည့်ပြီးရင်တော့ပေါင်းဦးနဲ့ဆယ်မိနစ်လောက်ပေါင်းပြီးပါရနော်15မိနစ်လောက်ပေါင်းပြီးအေးခံပြီးရင်တော့အရောင်လာတဲ့ဘူးတင်းလေးတွေရပါပါပြီရှင်။ကျုပ်ကတော့ပုံစံခွက်ကလေးတွေဖြင့်ကိတ်ဖုတ်တဲ့ခွက်ကြီးနဲ့ပါထပ်ပြီးရောလှုပ်ထားပါသေးရနော်။ဒါကြားချိုထားတဲ့အရင်လေးကိုအပေါ်ကနေထည့်ထားတာဖြစ်လို့အရောင်လဲလာပြီးရောဗိုးစားကောင်းပါရဲ့ရှင်။ အိမ်မကတော့လုံရလွယ်ပြီးအဟာရလည်းပြည့်ရဲ့ဘဲဥခုတင်လေးကို ရုံးထည့်ပေးဖို့မနှက်စတွဲအနည်းငယ်လောက်စားဖြစ်ပါရဲ့နော်ချိုးခုထည့်ထားတဲ့နွားနို့ပမာဏကအတော်လေးအဆင်ပြေပါရဲ့ရှင်ပြီးလိုက်တဲ့အခါပူတင်အသားလေးကအရန်ပြောစီမနေပဲတော်တော်လေးစားလို့ကောင်းပါရဲ့နော်ကျောလို့ရဲ့ဒီနေ့ဖူတင်းအလွယ်လုံးဒီဗီဒီယိုလေးကိုစောင့်တိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။အားလုံးပဲတာယောင်နောက်ပါတဲ့နေ့ရက်လေးတွေနေ့တိုင်းပိုင်ဆိုင်နိုင်ကြပါစေနော်။